မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။နေပြည်တော်နဲ့ရန်ကုန်မြို့တော်ခန်းမှာအကြမ်းဖက်စစ်တပ်ထောက်ခံပွဲနဲ့ MNDA စန့်ကျင်ပွဲပြုလုပ်ဖို့နေစားကရတဲ့စစ်တပ်ထောက်ခံတဲ့သူတွေမဘောတာနဲ့အမျိုးသားရေးအစိုးရတွေဟာဒီကနေ့မနက်ပိုင်းကစပြီးစတင်စုဝေးနေပြန်နေဆိုပါတယ်။လရှိမြို့ကကတင်တရားတမတော်ဆေးုံကို MNDA တပ်ဖွဲ့ကတိုက်ခိုက်မှုမရှိဘဲ စစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခတ်ခဲ့တာဖြစ်တယ်လို့စစ်တပ်ဆရာဝန်တွေကဝန်ခံထွက်ဆိုထားပြီး MNDAA တပ်တွေကစစ်သားတွေစစ်သားမိသားစုတွေအပြင်ဆရာဝန်တူနာပြုတွေအကုန်လုံးကိုပါကောင်းကောင်းမွန်မွန်ရွှေ့ပြောင်းပေးခဲ့တယ်ဆိုတဲ့သတင်းပါဝင်ဒီကနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ နေပြည်တော်နဲ့ရန်ကုန်မြို့တော်ခမ်းမမှာအကြံဖက်စစ်တပ်ထောက်ခံဘွဲနဲ့ MNDAA စန့်ကျင်ဘွဲပြုလုပ်ဖို့နေဇာကရတဲ့စစ်တပ်ထောက်ခံတဲ့သူတွေမပတ်တနဲ့အမျိုးသားရေးအစွန်ရောက်တွေဟာဒီကနေ့မနက်ပိုင်းကစပြီးစတင်စုဝေးနေပြန်တယ်လို့ရန်ကုန်နဲ့နေပြည်တော်မြို့ကန်တွေကရန်ကုန်ခစ်တက်ကိုပြောပါတယ်ဒီကနေ့ဩဂုတ်လ6ရက်နေ့မှာအကြံဖက်စစ်ကောင်စီက MNDAA စန့်ကျင်ဆန္ဒပြပွဲတွေပြုလုပ်ဖို့ညွန်ကြားချက်ကိုထုတ်ပြန်ခဲ့ပြီးအဲ့ဒီဆန္ဒပြပွဲအတွက်လိုအပ်တဲ့တည်ယူပို့ဆောင်ရေးရင်တွေကိုပါစီစဉ်ပေးဖို့အပြင် ရေတံဘူးနဲ့ထမင်းဘူးတွေပါစီစဉ်ပေးဖို့တပ်ဆိုင်ရာတိုင်းနယ်ပြည်နယ်တွေကိုစစ်ကောင်စီကညွန်ကြထားတယ်လို့လဲစစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်ဒီကနေ့မနက်9:00နာရီလောက်ကစပြီးရောင်မြို့တော်ခမ်းမရှိမှာနေစားကရတဲ့စစ်တပ်ထောက်ခံတဲ့သူတွေမပတတွေနဲ့အမျိုးသားရေးအစွန်ရောက်တွေက MNDAA စန့်ကျင်တဲ့ဆိုင်းဘုတ်တွေကင်ပြီးလာရောက်စုဝေးနေကြပြန်တယ်လို့ရောင်မြို့နေပြည်သူတို့ကပြောထားပါတယ်ဒါပြင်တဖက်ကနေပြည်တော်မြို့တော်ခမ်းမရှိမှာလည်း MNDAA စန့်ကျင်ရှုံချပွဲအတွက်ဆိုပြီးနေစားကရတဲ့စစ်တပ်ထောက်ခံတဲ့သူတွေကဒီကနေ့မနက်10:00လောက်ကစပြီးလာရောက်စုဝေးနေကြပြန်သလိုစစ်တပ် lobby တွေနဲ့အမျိုးသားရေးအစွန်းရောက်တွေဖြစ်တဲ့နောင်တော်လေးဆိုသူတို့ဇော်ဘိုးဟင်းဆိုသူတို့ကဟောပြောပွဲတွေပါလုပ်မယ်ဆိုပြီးတော့လဲသိရပါသေးတယ်ခင်ဗျတဖက်မှာတော့လာရှုံမျိုးကဂဒင်တရားစစ်တပ်စေယုံကို MNDAA တပ်ဖွဲ့ကတိုက်ခိုက်မှုမရှိပဲစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တာဖြစ်တယ်လို့စစ်တပ်ဆရာဝန်တွေကဝန်ခံထွက်ဆိုထားပြီး MNDAA တပ်တွေကဆေးရုံမှာရှိတဲ့ဒဏ်ရာရစစ်သားတွေစစ်သားမိသားစုတွေအပြင်ဆရာဝန်တွေရော့တူနာပြုတွေအကုန်လုံးကိုပါကောင်းကောင်းမွန်မွန်ရွှေ့ပြောင်းပေးခဲ့တယ်လို့စစ်တပ်အယိုးအထုကပါရဂူဆရာဝန်ကဝန်ခံထွက်ဆိုထားပါတယ်။အဲဒီအယိုးအထုကဆရာဝန်က လာရှိုမျိုးအမှတ်9တမရော့ဂရင်းတရားဆေးရုံမှာစစ်ပွဲကာလအတွင်းနောက်ဆုံးအချိန်ထိတာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပြီး MNDAA တပ်ဖွဲ့ဝင်တွေဝင်ရောက်လာတဲ့အချိန်မှာဆေးရုံကိုပြစ်ခတ်တာတွေလုံးဝမလုပ်ဘဲ ဈေးရုံကလူနာတွေစစ်သားတွေစစ်သားမိသားစုတွေအပြင်ရှာဝင်တွေရောတူနာပြုတွေကိုပါဘေးလို့ရနေရကိုကောင်းကောင်းမွန်မွန်ပဲဝိုင်းဝန်းကူညီရွှေ့ပြောင်းပေးခဲ့တဲ့အတွက်သူ့အနေနဲ့လုံးဝမထင်ထားဘူးလို့စစ်တပ်အယိုးအထုကပါရဂူရှာဝင်ကပြောထားပါတယ်တိုက်ပွဲဖြစ်နေတဲ့အချိန်ဈေးရုံကိုလေကြောင်းတိုက်ခိုက်မှုတွေမလုပ်ဖို့ချက်ချင်းဤတစိတ်တွေနဲ့ပါအတိပေးခဲ့ပေမယ့်ဩဂုတ်လ3ရက်နေ့မှာဈေးရုံနဲ့ဘုံတလုံးကြောက်ရောက်ပောက်ကွဲခဲ့တဲ့အကြောင်းကိုလည်းပြောထားပြီး MNDA တပ်ဖွဲ့တွေကဈေးရုံကိုရောက်လာတဲ့အချိန်မှာတော့ဘာပြစ်ခတ်မှုမှမရှိပဲ ဒဏ်ရာရတဲ့စစ်သားတွေပါမကြမ်းစေယုံကလူနာတွေရောကလေးလူကြီးဆရာဝန်သူနာပြုအကုန်လုံးကိုထမ်းတယ်ထုတ်ပေးတဲ့အထိလုံပေးခဲ့ကြပြီနေ့ဆက် လုံကြုံရနေရာကိုကားတွေနဲ့ပါကယ်ထုတ်ပေးခဲ့ကြတယ်လို့အဲ့ဒီအယိုးအထုကူပါရကူဆရာဝန်ကိုတိုင်ပြောပြထားပါတယ်အဲ့ဒီနောက်လုံကြုံစိတ်ချရတဲ့နေရာရောက်တဲ့အချိန်မှာလေ MNDAA တပ်ဖွဲ့တွေကလူနာတွေအတွက်လိုအပ်တဲ့စေဝါတွေအပြင်အစားအသောက်ဝတ်အစားအသုံးဆောင်တွေကိုပါပံ့ပိုးကူညီပေးခဲ့တဲ့အတွက် လုံးဝမမျှော်လင့်ထားတဲ့ MNDAA တပ်မတော်ရဲ့ စစ်ပွဲကာလတဲမှာတောင်ညတာထောက်တာပံပိုးကူညီမှုတွေကြောင့် MNDA တပ်မတော်ကိုအထူးပဲကျေးဇူးတင်ပါတယ်လို့လေအဲ့ဒီစစ်တပ်အယိုးအထုကပါရဂူဆီယဝင်းကဝန်ခံပြောဆိုသွားပါတယ်အကြံဖတ်စစ်ကောင်စီကတော့လာရှိုတမရောဆေးုံမလူနာတွေနဲ့ဆရာဝန်တွေတူနာပြုတွေကို MNDA ကပြစ်တက်ခဲ့တယ်ဆိုပြီးမဟုတ်မမှန်လိမ်လည်ဆွဲပြီးတော့တနိုင်ငံလုံးဆန္ဒပြပွဲတွေလုပ်ဖို့ကိုပါအမိန်ပေးညွှန်ကြားထားသေးတယ်လို့သိရပါတယ်ခင်ဗျတစ္ဆတ်ထဲမှာပဲ လရှိမြို့မှာဆိုင်ကယ်နဲ့ပစ္စည်းခိုးယူသူ၃ဦးကို MNDAA အထူးရဲတပ်ဖွဲ့ကဖမ်းဆီးပြီးပိုင်ရှင်စီကိုဆိုင်ကယ်ပြန်အပ်ပေးခဲ့တယ်လို့ MNDAA ကသတင်းထုတ်ပြန်ထားပါတယ်။အော်ဂိုလာနေရနေ့ကပဲလရှိမြို့မှာဆိုင်ကယ်၂စီးအပါဝင်ပစ္စည်းခိုးယူသူ၃ဦးကိုသတင်းရတဲ့အတွက် MNDAA အထူးရဲတပ်ဖွဲ့ကတွားရောက်ဖမ်းဆီးပေးခဲ့တယ်ဆိုပါတယ်။အဲ့ဒီနောက်ပစ္စည်းခိုးယူသူ၃ဦးစီကနေဆိုင်ကယ်၂စီးဖုန်း၆လုံးအပါဝင်အခြားအိမ်သုံးပစ္စည်း၄တွေကိုပါတင်စီရရှိခဲ့ပြီးတဲ့နောက် MNDA အထူးရက်တပ်ဖွဲ့ကစိုင်းကဲနှစ်စီးကိုပိုင်ရှင်တွေလက်ထက်ပြန်အပ်ပေးခဲ့တယ်လို့ဓာတ်ပုံတွေနဲ့တကွထုတ်ပြန်ထားပါတယ်လက်ရှိမှာတော့ MNDA ဥဆောင်တဲ့မဟာမိတ်ပူပေါင်းတပ်တွေကလာရှုံမြို့ကိုသိမ်းပိုက်ပြီးတဲ့နောက် MNDA အထူးရက်တပ်ဖွဲ့ကလည်းလာရှုံမြို့ထဲမှာလုံခြုံရေးကင်းလက်ဓာတ်တွေပြန်လည်ထူထောင်ရေးအတွက်လှုပ်ဆောင်နေတာတွေအပါအဝင်အုပ်ချုပ်ရေးရန်ညားတွေကိုပါစတင်နေပြီဖြစ်တယ်လို့လည်းတရားဝင်ထုတ်ပြန်ကြေညာထားပါသေးတယ်ခင်ဗျအခုတခါချင်းပြည်နယ်ဘက်မှာတော့ တန်လန်မြို့ကအချက်ဖက်စစ်ကောင်စီရဲ့မြို့ဆောင်တက်ခလာရ269စကန်ဂုံးကိုချင်းတော်လိုင်းတက်တွေကအပိတ်တသိမ့်ပိုက်ပြီးတဲ့နောက်မှာပဲလက်နက်ခဲယံအမြောက်အများကိုတင်းစီရရှိထားတယ်လို့စီဒီအက်တန်တလန်ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အဲ့ဒီအချက်ဖက်စစ်ကောင်စီရဲ့ချင်းပြည်နယ်တန်တလန်မြို့ဆောင်တက်ခလာရ269စကန်ဂုံးကိုချင်းတော်လိုင်းပူပေါင်းတက်တွေကဩဂုတ်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲအပိတ်တသိမ့်ပိုက်လိုက်တာဖြစ်ပြီးအဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအသေးတဲ့သူတွေလည်းတော်တော်များသလိုတချို့စစ်သားတွေကတော့ မြို့ထဲက yes scan နဲ့ CB ban ရှိတဲ့နေရာတွေကိုထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့အဲ့ဒီအချမ်းဖက်စကောင်စီရဲ့ထန်တလန်မြို့ဆောင်တပ်စခန်းကုန်းကနေလက်နက်ခဲယမ်းအမြောက်အမြောက်ကိုချင်းဒေါ်လာရင်းပူပေါင်းတပ်တွေကသိမ်းဆီးရရှိထားပြီးထန်တလန်မြို့ထဲကအချမ်းဖက်စကောင်စီရဲ့လက်ကျန်စခန်းငယ်တွေနဲ့စစ်ကောင်စီတပ်သားတွေကိုရှင်းလင်းပြီးရင်တော့ထန်တလန်မြို့ကိုအပိသက်သိမ်းပိုက်နိုင်တော့မှဖြစ်တယ်လို့လဲ CDF ထန်တလန်ရဲ့တာဝန်ရှိသူတို့ကပြောထားပါသေးတယ်ခင်ဗျ။ဒီတခါမကွေးတိုင်းဘက်မှာတော့ မြန်မြုန်နယ်ကအချမ်းဖတ်စစ်ကောင်စီရဲ့ကိုင်းတော်မှရေကင်းစခန်းနဲ့ရေစက်ဆောင်စစ်သားတွေကိုတော်လန်ရေးတပ်တွေကဒပြိုင်နက်တဲ့ဝင်ရောက်တိုက်ခိုက်မှုအတွေ့စေကောင်စီတပ်သား၃ထပ်မနေဟာအသီးသီးတိတ်ကုန်ကြပြန်ပြီခေရန်တချို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့အကွက် PD ရဲ့တာဝန်ခံရဲဘော်အရှိကြီးကရန်ကုန်ခေတ္တကိုပြောပါတယ်။အော်ဂလ၃ရက်နေ့ကပဲမကွေးတိုင်းမြန်မြုန်နယ်ကအချမ်းဖတ်စစ်ကောင်စီရဲ့ကိုင်းတော်မှရေကင်းစခန်းနဲ့ရေစက်ဆောင်စစ်သားတွေကိုတော်လန်ရေးတပ်တွေကဒပြိုင်နက်တဲ့ဝင်ရောက်တိုက်ခိုက်ရမှာစခန်းတချို့ကိုပါတင်းပိုက်နိုင်ခဲ့တယ်ဆိုပါတယ်။ ဲ့ဒီလိုတိုက်ခိုက်မှုအတွင်စေကောင်းစီတပ်သား၃ဦးထက်မနေကတော့အသေးသေးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်များသွားသလိုတဖက်က PDF ရဲပေါ်နှစ်ဦးလည်းစစ်တပ်ကလေရင်နဲ့လာပစ်နေတဲ့ကြားကပဲစခန်းမသိမ့်ပိုက်မီတက်လုံးတဲ့အချိန်မှာမြင့်မြတ်စွာအသက်ပေးလူသွားခဲ့ရပြီတချို့စခန်းတွေကသိမ့်ပိုက်ရရှိခဲ့တဲ့အပြင်ခဲရန်တချို့ကိုလည်းသိမ့်စီရရှိထားတယ်လို့အကွက် PDF တာဝန်ခံရဲပေါ်အရှိကြီးကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ ရခိုင်ပြည်နယ်စစ်တွေမြို့မှာအကြမ်းဖက်စစ်ကောင်စီတပ်ကအရတပြည်သူတွေကိုရန်ငါဖမ်းဆီးနှိမ့်မှန်းနှိပ်စက်နေပြီးဖမ်းဆီးခံရတဲ့သူအရတပြည်သူအရေတွက်ဟာအယောက်တထောင်ကျော်လာပြီဖြစ်တယ်လို့စစ်တွေဒေသခံပြည်သူတွေကပြောကြပါတယ်။ဩဂုတ်လ၄ရက်နေ့ညကဆိုရင်စစ်တွေမြို့မင်းငန်ရက်ွက်တွေနဲ့မြို့တဲ့ရက်ွက်တွေကအရတပြည်သူအယောက်90ကျော်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအကြောင်းပြချက်မျိုးစုံနဲ့မတရားဖမ်းဆီးသွားတယ်ဆိုပါတယ်။လက်ရှိစစ်တွေမြို့မှာရှိတဲ့ပြည်သူတွေဟာမြို့ကနေထွက်ချင်းနေကြပြီမဲ့စစ်ကောင်စီကလုံးဝပြေးမထွက်တော့ပဲ။ ဂိတ်တွေကနေပိတ်ထားလိုက်ပြီမြို့ထဲမှာပြည်သူတွေကိုဖမ်းကျင်တယ်လို့ဖမ်းနေတာကိုခံနေရတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ပြီးခဲ့တဲ့မေလနဲ့ဇွန်လမှာတင်စစ်တွေမြို့မှာရတပ်ပြည်သူအယောက်900တက်မနည်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဖမ်းဆီးထားပြီဇွန်လနဲ့အခုအောက်တိုဘာမှာလဲရတပ်ပြည်သူတွေကိုအကြောင်းမဲ့ဖမ်းဆီးမှုတွေတောက်လျှောက်လုပ်နေတဲ့အတွက်စစ်ကောင်စီရဲ့ဖမ်းဆီးမှုကိုခံနေရတဲ့စစ်တွေမြို့ကပြည်သူတွေဟာအယောက်တထောင်ကျော်ရှိလာပြီဖြစ်တယ်လို့လဲဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရောင်ခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ